1899ခုနှစ်မှာတော့ဗမာမီယထားကုမ္ပဏီကဂုတ်ထိပ်တံတားကြီးဆောင်လုပ်ဖို့အတွက်အမေရိကန်နိုင်ငံပင်ဆီဗေးနီးယားနဲ့မေရီလန်းစတီးကုမ္ပဏီတို့ကိုငှားရမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းတံတားကြီးကိုဦးစီးတည်ဆောက်ခဲ့သူတွေကတော့ဗမာမီယထားဌာနကအင်ဂျင်နီယာဆာလ်အော်ဒါရင်းတဲ့နဲ့ဗြိတိသျှမြန်မာအင်ဂျင်နီယာတွေပါ။ခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့မြန်မာနိုင်ငံရဲ့အထင်ကရကဘာကျော်ခုတ်ထိပ်တံတားအကြောင်းပဲဖြစ်ပါရဲ့ရှင်။ တလေးမြို့ကနေရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့ကိုရထားနဲ့သွားမယ်ဆိုရင်နောင်ချိုဘူရာကနေစတင်ထွက်ခွာပြီးခုနှစ်မိုင်လောက်ရောက်ရင်တော့ဂုတ်ထိတ်တန်လန်းတံတားကြီးကိုဖြတ်တန်းသွားမှာပဲဖြစ်ပါတယ်။ဂုတ်ထိတ်တံတားဟာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနယ်ကြောင်မဲအကြားမန္တလေးလာရှိုးမြရထားလမ်းပေါ်မှာတည်ရှိနေပါတယ်။အင်္ဂလိပ်တို့မြန်မာနိုင်ငံကိုအုပ်စိုးထားစဉ်1898ခုနှစ်ကတီဘောနယ်ဟိုကွတ်ကျေးရွာဟာရွာ48ရွာကိုအုပ်ချုပ်ရတဲ့တိုက်နယ်ဌာနတစ်ခုပါ။ အဲ့ဒီကျေးရွာတရှိတဲ့နေရာမှာမြစ်ချောင်းတွေငုံရှိုးသွားပြီးတခြားတဲ့နေရာရောက်မှမြစ်ချောင်းပြန်ပေါ်လာတာကိုအစွဲပြုလို့ရှမ်းဘာသာစကားနဲ့ဟိုကုတ်ဆိုပြီးတော့ခေါ်ဝေါ်ခဲ့ကြပါတယ်။ဒါအပြင်ဒီရွာအနီးမှာနမ်စင်းမြစ်ဟာမြေကြီးရဲ့ကိုငုံရှိုးသွားပြီးတခြားတဲ့နေရာရောက်မှမြစ်ချောင်းပြန်လဲပေါ်ပေါက်လာတာကိုရှိညွန်းပြီးတော့ငုတ်သွားတဲ့ထိတ်နေရာကိုရှိညွန်းကငုတ်ထိတ်ရွာဆိုပြီးတော့မြန်မာတို့ကခေါ်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်အချိန်ကာလကြာမြင့်ရွေလျားလာတဲ့အခါ ငုတ်ထိတ်ကနေဂုတ်ထိတ်ဆိုပြီးဖြစ်လာခဲ့တာပါဗြိတိရှအစိုးရဟာမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက်1898ခုနှစ်မှာမန္တလေးပမော်မြရထားလမ်းကိုဖောက်လုပ်ခဲ့ပါတယ်အဲဒီနောက်မန္တလေးကွမ်းလုံရထားလမ်းကိုဆက်လက်ဖောက်လုပ်ဖို့စီစဉ်ခဲ့ရမှာဂုတ်ထိတ်တရားကိုတည်ဆောက်ဖို့အတွက်ဖြစ်လာခဲ့ပါတယ်ဗြိတိရှတို့မန္တလေးကွမ်းလုံရထားလမ်းကိုဖောက်လုပ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ကမ္ဘာခဲတိုက်ကြီးလို့ခေါ်ဆိုနိုင်တဲ့နမတူဘော်ရင်းကတတ်ထုတွေကိုဒီရထားလမ်းကတဆင့်တည်ယူဖို့ပဲဖြစ်ပါတယ် အဲ့ဒီအချိန်ကမြန်မာနိုင်ငံအတွင်းမိရထားပို့ဆောင်ရေးလုပ်ငန်းတွေကိုဗမာမိရထားလန်ကုမ္ပဏီကတာဝန်ယူရတာဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီမှာဗြိတိရှားနဲ့မြန်မာအင်ဂျင်နီယာတွေတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။1899ခုနှစ်မှာတော့ဗမာမီယက်ထားကုမ္ပဏီကဂုတ်ထိပ်တံတားကြီးဆောင်လုပ်ဖို့အတွက်အမေရိကန်နိုင်ငံပင်ဆီဗေးနီးယားနဲ့မေရီလန်းစတီးကုမ္ပဏီတို့ကိုငှားရမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းတံတားကြီးကိုဦးစီးတည်ဆောက်ခဲ့သူတွေကတော့ဗမာမီယက်ထားဌာနကအင်ဂျင်နီယာ Sal Order Rendain နဲ့ British မြန်မာအင်ဂျင်နီယာတွေပါ။အတုံးပြုမဲ့ပစ္စည်းတွေကို American နိုင်ငံကနေတိုက်ရိုက်မာယူတင်သွင်းခဲ့ပြီးဂုတ်ထိတ်တံတားကြီးရဲ့ဒီဇိုင်းပုံစံကို Britain နိုင်ငံက Sal AMR Rendain and Company Limited ကရေးဆွဲခဲ့တာပဲဖြစ်ပါတယ်။တံတားကြီးကိုထောက်ပံ့ထားတဲ့တန်တိုင်းတွေထဲမှာအမြင့်ဆုံးတိုင်က ပေ320မြင့်ပြီးအနည်းဆုံးတန်တိုင်က45ပေမြင့်ပါတယ်။တံတားတစ်ခုလုံးအတွက်တန်နဲ့တန်မဏိ4331တန်တန်မိုပေါင်းတန်တန်းကျော်အသုံးပြုခဲ့ပါတယ် တံတားတိုင်ပေါင်း16တိုင်ရှိရမှာတံတားကြီးရဲ့အလဲတိုင်တွေဖြစ်တဲ့တိုင်အမှတ်၈နဲ့9ဟာအမြင့်ဆုံးဖြစ်ပါတယ်။မြေချောင်းတွေကိုဖြတ်ကျော်ဆောက်လုပ်ထားတာမဟုတ်ဘဲပေ300ကျော်မတ်ဆောက်တဲ့ရှိုးကြီးနှစ်ခုကိုဖြတ်ခါခဲရခဲစစ်တိဆောက်ထားတာကဂုတ်ထိပ်တံတားရဲ့ထူးခြားချက်ပါပဲ။တနည်းအားဖြင့်ဂုတ်ထိပ်ကျေးရွာမှာရှိတဲ့ကြောက်ကူကြီးနှစ်ခုပေါ်ကနေဖြတ်တန်းပြီးတောင်ထိပ်နှစ်ခုကိုသွယ်တန်းဖောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။စုစုပေါင်းပေ2260ရှီလျာပြီး တရားရဲ့အမြင်ကတရားအောက်ကလိုင်ကူအောက်မှာဖြတ်တန်းစီးဆင်းနေတဲ့မြေရည်ပြင်ကနေ အထက်ကိုပေ120ဖြစ်ပါတယ်။အမြင့်ဆုံးထောက်တိုင်နေရာမှာရှိတဲ့ရထားတန်လန်းကတော့မြေပြင်ကနေပေ335ပေအမြင့်မှာတည်ရှိနေပါတယ်။ဂုတ်ထိတ်တရားကြီးတည်ဆောက်မှုလုပ်ငန်းတွေကို1899ခုနှစ်မှာစတင်ခဲ့ပြီး1900ပြည့်နှစ်ဇန်နဝါရီတရက်နေ့မှာပြီးစီးခဲ့ပါတယ်။1903ခုနှစ်ရောက်ချိန်မှာတော့တရားကြီးကိုစတင်အသုံးပြုနိုင်ခဲ့ပါပြီ။ အဲ့ဒီခေတ်ကကျပ်ငွေ16သိန်း9800 1200ကုန်ကြခဲ့တယ်လို့တရားကြီးနဲ့ပတ်သက်တဲ့အချက်အလက်မှတ်တမ်းတွေမှာဖော်ပြထားကြအရာသိရပါဗျ။အဲ့ဒီနောက်ဒုတိယကမ္ဘာစစ်ကာလမှာမဟာမိတ်တွေရဲ့ဖြည့်ဆည်းမှုကိုခံခဲ့ရပြီးအဲ့ဒီကာလအတွင်းမှာတရားတိုင်အမှတ်နှစ်နဲ့အမှတ်ငါးတို့ပြည့်စည်ခဲ့ရတယ်လို့မြန်မာနိုင်ငံကနေဂျပန်တို့ပြန်လည်ဆုတ်ခွာရမှာလဲဂေါဋိတ်တရားရဲ့အမြင့်ဆုံးတိုင်တွေဖြစ်တဲ့တရားအလယ်မှာရှိတဲ့တိုင်လေးတိုင်ကိုဘုံခွဲဖြည့်ဆည်းပစ်ခဲ့ကြပါဗျ။ ဒါကြောင့်တိုင်အမှတ်7ဟာအောက်ခြေပြတ်ခဲ့ပြီးတိုင်အမှတ်30နဲ့7တို့လည်းပြတ်စီသွားခဲ့ပါတယ်။အဲဒီတိုင်တွေပေါ်မှာတက်ဆင်ထားတဲ့ပေ120စီရှိတဲ့ပေါင်ကူးတန်ပေါင်၄ခုဟာလည်းမြေကြီးပေါ်ကိုပြုတ်ကျခဲ့ရပါတယ်။1948ခုနှစ်မှာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပြတ်စီနေတဲ့ခုတ်ထိတ်တံတားကြီးကိုပြန်လည်ပြင်ဆင်နိုင်ရေးအတွက်ဒီပကော်မဏီတွေကိုငှားရမ်းဖို့တင်တာခေါ်ယူခဲ့ပေမဲ့လည်းပြပကော်မဏီတွေက တင်သွင်းတဲ့တင်တာနှုံထားတွေဟာအလွန်ပဲကြီးမြင့်နေခဲ့ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမိရထားဌာနကပဲဂုတ်ထိတ်တရားကြီးကိုပြန်လည်ပြင်ဆင်ခဲ့ရတာပါဂုတ်ထိတ်တရားပြင်ဆင်တဲ့လုပ်ငန်းတွေကို1948ခုနှစ်မေလမှာစတင်ပြီး3နှစ်ကျော်အချိန်ယူဆောင်ရွက်ခဲ့ရက1952ခုနှစ်ဩဂုတ်လရောက်မှပြီးစီးခဲ့ပါတယ်။အဲ့ဒီအချိန်ကဂုတ်ထိတ်တရားကြီးပြင်ဆင်မှုအတွက်ကျပ်32သိန်းကုန်ချခဲ့ပါတယ်။အဲ့ဒီအချိန်ကာလတုန်းကဂုတ်ထိတ်တရားကြီးဟာကမ္ဘာအမြင့်ဆုံးမြေထားတန်လန်းမြင်းခုံတရားအမျိုးအစားအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့စီးပွားရေးကိုများစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ကွန်ကရစ်နဲ့တိစောက်ခြင်းမဟုတ်ဘဲဂုတ်ထိတ်တံတားလိုမျိုးတမရိုးကြားတမဏိတန်ချောင်းတွေနဲ့ထောက်လို့တိစောက်ခဲ့တဲ့ကမ္ဘာပေါ်ကတံတားကြီးတွေထဲမှာကနေဒါနိုင်ငံကလက်တံတားကလည်းထင်ရှားပါတယ်။ဒါ့အပြင်အမေရိကန်နိုင်ငံဝါရှင်တန်မှာရှိတဲ့ဂျိုဆူတံတားနယူးယောက်ကဖိုကီစီတံတားတို့ဟာလည်းဂုတ်ထိတ်တံတားလိုမျိုးတမဏိထောက်တိုင်တွေနဲ့တိစောက်ထားတဲ့ကမ္ဘာကျော်တံတားတွေပါပဲ။ ဂုတ်ထိတ်တရာကြီးဟာတတန်းအနေနဲ့နှစ်ပေါင်း120လောက်ရှိလာခဲ့ပြီဖြစ်တဲ့အားလျော်စွာသူ့ကိုမူလဆောက်လုပ်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီကပေးထားခဲ့တဲ့တရားအသုံးပြုနိုင်တဲ့ခွင့်ပြုတတန်းအမကန်နှစ်ကလည်းကုန်ဆုံးနေပါပြီ။ဒါကြောင့်လက်ရှိကာလယထာခီးစံတွေခုံမောင်းဖြတ်တန်းရမှာတရားပေါ်ရောက်ရင်အချိန်နှုန်းလျှော့ပြီးတော့ဖြည်းဖြည်းသာခုံမောင်းလေးရှိပါတယ်။တရားကြီးတည်ဆောက်ခဲ့တဲ့အချိန်ကာလတုန်းကနီးပညာအစင်မြင့်မှုနဲ့တရားကြီးတည်ရှိရာနေရာရဲ့ပတ်ဝန်းကျင်ရှုခင်းလှပမှုတို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘီတုကလက်ရမြောက်ခုတ်ထိတ်တံတားကြီးဟာခေအဆက်ဆက်ပြည်တွင်းပြည်ပခရီးသွားတွေကိုဆွဲဆောင်ရအထင်ကရပြရုပ်တစ်ခုအဖြစ်ဒီကနေ့တိုင်တည်ရှိနေသေးပဲဖြစ်ပါတော့တယ်ရှင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘူတုတာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ Podcast Channel, YouTube Channel နဲ့ Facebook Page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်စ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook Page ကို Like and Follow လုပ်ပြီး ရှယ်ပေးသွားကြပါဦးခင်ဗျာဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဇလန်းမှတင်ဆက်တယ်